င်္ဂလာပါခင်ဗျာဒီတစ်ပတ်မှာတော့သုတပရိသတ်နဲ့လူမှုရေးရာစာအုပ်မှနေညိုရင်ရဲ့ဗရမြမန်လင်နွန်တွင်ဖြစ်တော်လဲမညစ်ရဆိုတဲ့အကြောင်းအရာလေးကိုရှင်းမိတ်ရှင်းများအတွက်ဘုသုတရရန်လာရောက်တင်ဆက်ပေးမှာဖြစ်ပါတယ် ဖရာလောင်ချင်းတဲ့မင်းနေသည့်ဗရမ ्या ကူဒီအယောင်ဝါတွေထွက်နေတတ်တယ်အတွင်းမှာရောက်နေတဲ့ချင်းတဲ့ကို အခြားတလိတ်ဆန်သူကကြည့်ရင်လဲအကောင်များစွာရှိနေတကယ်လို့ထင်ရတဲ့တကယ်တော့ဗရမ ्या ဟာဖန်သားခဲ့သူပြောင်းလဲနေပြီးအတွင်းမှာဖန်သားကြောင့်အရေးထင်က ရုပ်ပုံတွေများစွာကိုမြင်နေရတယ် ဂယ်လီရိုစကုပ်လို ရုပ်ပုံများစွာထင်ရှားနေတာမျိုးဖြစ်ပါလေ။အနီးအပါမှာပျက်စားနေတဲ့ဝက်တွေကဗရံများကိုကိုကိုမကြိုက်ကြဘူး။တောက်ပတဲ့အလင်းရောင်ကသူတို့ကိုခြောက်ချားစေတယ်။ဘူအသွင်းကချင်းတွေကို အကောင်များစွာ ဖြစ်သွားစေတဲ့နေရာကိုသဘောမကျကြဘူး။ပြီးတော့ဗရံများကိုကိုသူတို့ကိုလုံးနဲ့ဟွတ်တိုက်ကြတယ်။အမရန်ညစ်ပေနေတဲ့ရွှန့်တွေဝက်တွေကိုလူပြီး ူကြီးကိုဖွက်တိုက်ကြတယ်ဒါပေမဲ့သူတို့အံ့ဩเสียဖြစ်သွားတာကဒီဂူကြီးကိုဖွက်တိုက်လေးလေးနှစ်ပေအောင်ပြုတ်လေးလေးဂူကြီးဟာဝင်းဝါတောက်ပလာလေးလေးပဲဖြစ်ပါတယ်။ဘာကြောင့်လဲ။ဖွက်တွေကရွှွန့်တွေနဲ့လူပြီးသူတို့အမွေးအမြင်တွေနဲ့ဖွက်တိုက်လေးလေးဗရံများကိုဝက်မြင်ပြီးတွေနဲ့ဘရတ်တိုက်တကယ်လို့ပြောင်းဝင်းလေးလေးဖြစ်လို့ပါပဲ။လူဘဝမှာလည်းဤတို့ပင်ဖြစ်တယ်။ တကယ်အရေးသေးရှိတဲ့လူတယောက်ကိုဘလို့ပဲသွန်းတိုက်ကြပေမဲ့သူ့ရဲ့အရေးတူးကဆုတ်ယုတ်မသွားပဲတိုးတက်လာလေတာဖြစ်တဲ့ပြင်းတဲ့နိုင်ငံရဲ့စုထုတ်ထုတ်တာမြောက်လူဝေဘရင်ကြီးဟာသူ့ရဲ့တားတော်လေး16နှစ်ပြည့်တဲ့အချိန်မှာသီးမွေနှမ်းလျာအင်းရှိမင်းသားအဖြစ်လျာထားတတ်မှတ်လိုက်ကြောင်းကြင်ညာခဲ့တယ်။ဒီအတွက်နန်းတော်တစ်ခုလုံးပွက်လို့ရိုက်သွားလေတော့တယ်။ ဘရင်ရွှေတော်မျိုးတော်ဥယီတော်တွင်မဲတော်မြောက်များလှစွာသောရှင်မျိုးတော်တို့ကထိနန်းစည်းစိမ်ကိုရဖို့အလစ်ချောင်းနေသူကြီးဖြစ်တယ်။တို့တော်သူတို့ကဘရင်တကူအနာကိုမတွန်းလံဝန်ကြဘူးပြီးတော့နန်းတော်ကပညာရှိအမတ်တွေကိုပေါ်ပြီးစီယုံကြတယ်။အဲ့ဒီကလေးကိုဖြစ်စည်းကြဖို့ကြံစီကြတယ်။အဲ့ဒီနောက်သူတို့ကဘရင်ကိုဖွင့်ပြကြတောင်းခံပြီးတားတော်လေးကို ညာသင်ဖို့သူဆိုကနေဆက်စီတောင်းနှန်းတွေရှိရကိုခေါ်သွားတယ်ရှိတော်မြို့တော်တွေကမင်းသားလေးကိုနန်းတော်တမြကြီးကျယ်လာတဲ့အိမ်ကြီးတစ်ဆောင်ထဲမှာတည်တည်ချာချာပြုစုကြတယ်သူ့ရဲ့အပန်းမှာအမျိုးသမီးဖြူများစွာထားရှိကြတယ်မွေးရေးဆေးဝါးအရက်ဒေစာတွေထားပေးထားတယ်အနီးပန်းမှာလူ လူတွေတောက်စားမူရကြတယ်မိန်းကလေးတွေနဲ့ပျော်ကားကြတယ်တကယ်တော့မင်းသားလေးကိုပညာတွေသင်ပေးနေတယ်လို့တစ်ချိန်တည်းမှာမကောင်းမှုနဲ့မှုေလျော်စေဖို့အမျိုးမျိုးကြိုးစားကြရင်သာဖြစ်တယ်နှစ်နှစ်ကြာတဲ့အခါမင်းသားလေးဟာဆက်ရှင်နေပြည့်လေပြီ သူ့ကိုနန်းတော်ကလာရောက်ခေါ်ဆောင်နေမင်းသားလေးကအောင့်ဩစရာကောင်းတော့ကျမ်းမှာကြန့်ခိုင်နေတယ်ကိုကြီးကိုတွေးလဲမြင်မာနေတယ်သူပြည့်စည်မသွားပါဘူး မင်းသားလေးနှက်ပြည်သည်မြကောင်းထားတဲ့နေရာမှာဘာလို့ဒီလိုစီးစိမ်ကြီးမခံစားကြလဲဒီမိအမေးကိုမင်းသားလေးက ပြုံးပြီး ပြန်မေးလိုက်တယ်ဘာလို့မေးတာလဲဟိုလေးမင်းသားလေးနေရာမှာလူငယ်တယောက်ဆိုရင်အဲ့ဒီစီးစိမ်ကြီးကိုခံစားပြီးဘဝမှာပျပျော်ကြီးနေသွားမှာပေါ့ခုမင်းသားလေးကတော့အမရန်တန့်ရှင်းယူသားစွာ နေခဲ့တာဘာကြောင့်လဲဒါကတော့ရှင်းပါတယ်ကျွန်တော်က ဘယင်ဖြစ်မဲ့လူလေးခဲ့။အင်းသားလေးကပြေခဲ့တာပါ။သူကဗရမျာမှာဗရမျာပါ။နုံမှာပြစ်လဲမညစ်ပါဘူး။သူကဘယင်ဖြစ်မဲ့လူပါပဲ။သမိုင်းမှာလည်းပညာရှင်တွေနှိပ်ပါခဲ့ရတဲ့အဖြစ်မျိုးတွေရှိခဲ့ပါတယ်။ကဘာကြီးကနေကိုလက်ပတ်နေတဲ့ဆိုတဲ့ယူဆချက်ကိုထုတ်ဖော်မိတာကြောင့်ဂယ်လီလီယိုဟာသူ့ဘဝတစ်လျှောက်လုံးနေရင်အကျယ်ကျုံနေခဲ့ရရှာတယ်။ ို့တော့သူ့ရဲ့ခံယူယူဆချက်ကိုတကမ္ဘာလုံးကလက်ခံလာကြတယ်၂၀ရာစုအကုန်လုံးမှာဗတ်တီကင်ကသူတို့မှာဂျန်ဂယ်လီလီယိုကိုတောင်းမှခဲ့ကြတယ်သူတို့တောင်းမှချိန်မှာနှစ်၄၀၀လောက်နှောက်ကြခဲ့ပြီးဖြစ်တယ်စတီကြော့လည်းသူတို့ကိုယ်တိုင်ထီထောင်ခဲ့တဲ့အပယ်ကုမ္ပဏီကအလုပ်ထုတ်ခံခဲ့ရဘူးတယ်ကျွန်တော်ဘဝမှာဒီလောက်တစ်ခါမှစိတ်မပြတ်ဘူးပါဘူး အိုင်ဒီလောကကိုဆွန့်ခွာသွားဖို့ကျွန်တော်စိတ်ကူးခဲ့သေးတယ်ဒါပေမဲ့ကျွန်တော်ဘဝဟာအိုင်ဒီပါပဲတဲ့သူပြောတဲ့အတိုင်းပဲသူဟာ digital နည်းပညာကနေထွက်ခွာမသွားပါဘူးအဲ့ဒီနောက်သူဟာကတ်တွန်းတွေကိုကွန်ပျူတာ animation တွေနဲ့ဟန်နီးနိုင်ခဲ့ပါတယ်သူကတ်တွန်းတွေဟာ Oscar ဆုတွေရခဲ့တယ်သူချမ်းသာလာချမ်းသာတဲ့ချမ်းသာလာသွားတယ် နောက်ဆုံးသူ့ကို Apple ကုမ္ပဏီကဥဆောင်ဖို့အလုပ်ပြန်အပ်ခဲ့တယ်။သူပြန်ပြီးခဲ့ပါတယ်။ iPad, iPod, iPhone စတဲ့လူကြိုက်များတဲ့အိုင်ဒီပစ္စည်းတွေကိုတီထွင်ပြီးခဲ့တယ်။ Touch Screen ပါတဲ့ကွန်ပျူတာနဲ့စမတ်ဖုန်းတွေကိုသူတီထွင်ပြီးခဲ့တာဖြစ်တယ်။ Normal မနစ်ပါဘူး။ Normal နဲ့သူတွေနဲ့ပတ်သက်လို့စိုင်းဆရာကလည်းအောက်ပါအတိုင်းရေးသားခဲ့ပါသေးတယ်။ ထာဒဝန်ဒီလဲလူဒီမြောက်ကဆင်းသက်လာတဲ့ဆိုတော့အယူဆကိုထုတ်ပေါ်မိကြတဲ့အတာကြောင့်23နှစ်တိုင်နှောင်ဖွဲ့နေနေခဲ့ရတယ်။ခြားကြီးဒီလူငယ်ဘဝတည်းစစ်အကျဉ်းသားဖြစ်နေခဲ့ရတယ်လို့နိုင်ငံသားနိုင်ငံရေးသမားဘဝတွင်လည်းဖယ်ကျင်ထားခြင်းခံခဲ့ရသောနှစ်ကာလများ ရှိခဲ့ပြီးဆယ်နှစ်ကြာလန်ဒန်မြို့ပြင်တွင်တွားရောက်နေထိုင်ပြီး ကြောင့်ထူးချင်းခံထားရတဲ့ဘဝဖြစ်နေထိုင်ခဲ့ရသည်ထို့တော့ထိုကာလတွင်ခြားကြည့်သည့်အလကားနေသည်မဟုတ်စာဖတ်သည့်စာရေးသည့်သူလုတ်တဲ့လုတ်ထိုက်သည့်အလုတ်မှန်သမျှကိုလုံနေသည်သူ့အတွက်နိုင်ငံရေးမှဖက်ကျင်သားချင်းခံရခြင်းသည်နောက်ထပ်နိုင်ငံရေးကိုပိုပြီးအာတုံခွန်ဆိုင်လုံနိုင်ရေးအတွက်အားမွေးခိုင်းထားသလိုဖြစ်နေသည်လူတယောက်ကောင်းချင်းဆိုးချင်းဆိုဒီမှာသူ့စိတ်ခံစားချက်သာဆိုင်သည် lưu số miếng cả lưu gạo miếng của ở trên chợ thay dùng đi <laughs> lưu gạo đi lưu số phía mặt toàn này lưu số miếng ấy mà thấy lúc sáng chắc cả đó lưu số của lưu số nhà mình thấy là cháu nhỉ xí lên đi công nhân số tiền số đi mà lưu tiêu ấy xí đã thay dùng sang đi lưu tiêu của mà thấy chồng này thay lại dùng phía tôi đưa đi cho nhà chủ nhà xong chủ thầu xong quy toàn lại mỹ của thêm mà này thêm မာယွန်တော်ကျစကျတခုတာဖြစ်ပြီးလူကိုလောင်ပိတ်ထား၍ဒါရနိုင်လိမ့်မည်စိတ်တတ်နှင့်ခံယူချက်တို့ကိုဘယ်သောအခါမှချုပ်နှောင်ထား၍မရနိုင်ဆိုခြင်းကိုတမိုင်းနှင့်ပြခဲ့သောတက်ပြီးတာရကပေါင်းများစွာရှိခဲ့သည်အပေခံနိုင်ရလျင်ဖယ်နီလိုက်ပါဘေးထွက်နေခြင်းတွင်အားမွေးထားပါယုံကြည်ချက်ဖြင့်ဘဝကိုပြဆောက်ပါပြန်တိုက်နိုင်သည့်အချိန်တွင်ကိုယ်အစွမ်းကို ထုတ်ပြပြီးအလဲထုတ်နိုင်အောင်ကြိုးစားပါ။ရှားဂျီဂျီထိုစိတ်တပစ်ရက်တီကနိုင်ငံကြီးရေးတွင်ထင်ရှားသောပေါင်းဆောင်တယောက်ဖြစ်ဖြစ်လာခဲ့ရသည်။ငါဆန္ဒမပါဘဲငါကိုမောင်းမထုတ်နိုင်ဆိုသည့်စကားရှိသည်။ပညာရှိတယောက်သည်ကိုယ်အမြင်ကိုယ်အသွေးကိုယ်လွတ်လပ်သောစိတ်တပစ်ခါဝရရက်တီသည်ထိုရက်တီချက်ကိုပင် အာနာရှင်တို့ကြောက်ကြသည် ို့ဖြစ်ရာခေဆက်ဆက်ပညာရှင်များကိုဖိနှိပ်ချုပ်နှောင်ပိတ်ဆို့တားဆီးကြတော်လဲပညာရှင်တို့ဤကျိုးပန်းဆောင်ရွက်မှုတွင်ဘယ်သောအခါမှယက်တက်သွားခြင်းမရှိခဲ့ပြီပြင်းထန်သမဒီကောဒီလဲထိုနည်းအတိုင်းပဲ1946ခုနှစ်1958ခုနှစ်အထိဆက်နေတဲ့တိုင်အောင်နိုင်ငံရေးမှဖက်ချင်သားချင်းကိုခံခဲ့ရသည် ဒုက္ခလတွင်ဒုက္ခလအတွင်တင်တဲ့နိုင်ငံကြီးဖျိုးဖျဲဖြစ်ခဲ့ရသည်ဒီကောကိုတဲကန်နိုင်ရအသင်ပြင်းနေတာပြီးခဲ့တော့လဲမျိုးချစ်ဤချစ်စိတ်ရှိတော်ဒီကောဒီသူတို့တိုင်းပြည်သူ့လူမျိုးအတွက်အမြဲအမွေးပြင်ဆင်ထားသည် နောက်ဆုံးနေပြင်တဲ့ပြည်ကြီးကသူတို့သူ့ကိုပြန်ပြီးနေရာပေးသည်ကဒါဖြစ်သည်ဗရမမန်နေနော်မာနှစ်တော်လဲမညစ်ဟိုလူငယ်များတတိပြုစေခြင်းပါသည် အရှိတရားတစ်ခုအမှန်တရားတစ်ခုကိုဝတ်တွေလို့ကြိုးစားကပွင့်နေလဲနိုင်ရန်ကဗရမ ्या ဖြစ်နေတာကြောင့်တောက်တောက်ပြောင်ဖို့တာရှိပါတယ်။မိန်ဖြော့သွားဖို့အကြောင်းမရှိ။ချောက်ရမယ်လမ်းကမြင်မြကျန်းဒီဆိုစီစိတ်ရှိတိခံဆွဲတန်စွာနဲ့မှန်မှန်လေးရှောက်နေဖို့တာလိုပါတယ်။ရက်လိုက်လို့မရတဲကန်နိုင်ရလို့နေရအတွင်းကို ကြောက်နေကြောက်နေရင်ရက်လိုက်ပါကနေဘူးအစာပြတ်ရင်ငှက်တေယုံတာရှိပါတယ်စိန်ခေါ်မှုတွေကကိုယ်ဘဝကိုပို့ပြီးတောက်ကြောင်စေဖို့ပွတ်တိုက်ပြီးနေတဲ့အခွင့်အရေးများများတာဖြစ်ပါတယ်ခက်ခဲပြီးစိန်ခေါ်မှုတွေ ဖိနှိပ်မှုတွေဖြုံနှောင်မှုတွေက လူတယောက်ကို သူရဲကောင်းဖြစ်စေပါတယ်အထုတ်ထိတ်ဟောတာ ကြပါစေ။